မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာတင်တို့ဗုဒ္ဓဘာသာတွေဟာပယ်ရွယ်စိတ်တွေဂျပိုးတွေနဲ့ပတ်သက်လို့စိုးရိမ်ကြောက်ကြလွန်ကြပါတယ်အဖြေကတော့ဗုဒ္ဓဘာသာတွေဟာခွဲခြားမှုမရှိတဲ့အာလုံးကိုလွှမ်းခြုံပြီးတဲ့တနာကျင်နာကရုဏာတရားတိုးပွားဖို့ကိုကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်သူတို့ကကမ္ဘာလောကကြီးကိုတတ္တဝါတိုင်းသူ့နေရာနဲ့သူ သူလုပ်ငန်းဆောင်တာနဲ့သူအတီးတီစူပေါင်းဖွဲ့စည်းထားတဲ့အပေါင်းဖွဲ့ကြီးတစ်ခုအဖြစ်မြင်ကြပါတယ်။ကျွန်တော်တို့ဟာတဘာဝတရားရဲ့တိမ်မွေးတဲ့ချိန်ခွင်ရှာညီမျှမှုကိုဖျက်ဆီးမပြစ်မိအောင်တတိထားတင်တယ်လို့ယုံကြည်ကြပါတယ်။တဘာဝတရားကို အပြည့်အဝလက်ဝဲကြီးအောင်တုံးဆွဲခြင်းရော့သွားတာကိုပြန်ဖြည့်မပေးဘဲတဘာဝတရားရဲ့နောက်ဆုံးအဆက်ပေါက်ကလေးတစ်ခုကိုတောင်မှမရမကဖြစ်ညစ်ယူခြင်းတဘာဝတရားကိုအနိုင်ယူခြင်းလွှမ်းမိုးခြင်းများပေါ်မှာ အလေးပေးထားတဲ့အဲ့ဒီယဉ်ကျေးမှုကိုပဲကြည်ပါဦးတဘာဝကတော်လန်တိုက်ခိုက်နေပါပြီလေဟာအစိတ်တင်နေပါပြီမြည်ရည်တွေညဉ့်ဉန်းပြီးခန်းချောက်ကုန်ကြပါပြီလှပတဲ့တိရစ္ဆာန်မျိုးစိတ်ပေါင်းမြောင်များစွာဟာမျိုးတုံးကုန်ကြပါပြီတောင်တွေပေါ်မှာတစ်ပင်ကင်းမဲ့ပြီးတောင်ကရုံးတွေဖြစ်ကုန်ကြပါပြီရေတိုက်စားကုန်ကြပါပြီရာသီဥတုတောင်မှာပြောင်းလဲနေပါပြီလူတွေဟာကြိတ်ချေဖို့ဖြက်စီးဖို့တက်ဖြက်ဖို့စိတ်စောနေမှုကလေးနဲ့ ရှော့ပေးလိုက်ရင်ပဲအခုပြောခဲ့တဲ့ကြောက်စရာကောင်းတဲ့အခြေအနေတွေဖြစ်ပေါ်လာမှာမဟုတ်ပါဘူးကျွန်ုပ်တို့အားလုံးဟာတဘာဝရဲ့အသက်ကိုလေးစားမှုနည်းနည်းလေးပဲဖြစ်ဖြစ်ပိုတိုးလောင်ကြိုးစားသင်ပါတယ်ဒါဟာတတဝါရဲ့အသက်ကိုတက်ပြတ်ခြင်းမှာရှောင်ကျဉ်ခြင်းဆိုတဲ့ပရမသိက္ခာဘုရားပြောပြနေတဲ့အချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်